အားလုံးပဲမင်္ဂလာပါကျော်တီလေးဘလူးမှာဆိုရင်တော့မိမိတို့အသုံးပြုနေတဲ့ Facebook account password မေ့သွားတဲ့အခါမှာကျွန်တော်ဘယ်လိုပြန်ပြူရမလဲဆိုတာကိုပြောပြပေးပါရစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်လည်းဒီချက်တော့ကြည့်ကြမယ်အဲ့တော့ကျွန်တော်က Facebook ထဲကိုဝင်ပြလိုက်မယ် Facebook ထဲကိုဝင်ပြပါရင်တော့ကျွန်တော်ညာဘက်မှာရှိတဲ့ကျွန်တော်မင်းကြောင်၃ကြောင်ကိုတစ်ချက်နှိပ်ပြလိုက်မယ်ပြီးရင်တော့ကျွန်တော် setting privacy ကိုတစ်ချက်နှိပ်ပြမယ် ပြီးရင်တော့ကျွန်တော်တို့စတီဆိုတာကိုဆက်ပြီးတော့နှိပ်ပြလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ password and security ဆိုတာကိုတစ်ချက်နှိပ်ပြမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ password and security ဆိုတာကိုပဲတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်မယ်ပြီးွားရင်တော့ကျွန်တော်တို့က chain password ဆိုတာကိုနှိပ်ပြမယ် ီးတော့စရင်ကိုယ့်ရဲ့ Facebook account ကိုရွေးပေးလိုက်မယ်ပြီးတော့စရင်တော့ကျွန်တော်ဒီမှာ current password လို့သူကပြောတယ် current password ဆိုတာကကျွန်တော်တို့ password မှတ်မိနေတယ်ဆိုရင်တော့ကျွန်တော်တို့ password ကိုဒီမှာထည့်ပေးပြီးတော့အောက်မှာကြာတော့ကျွန်တော်တို့နောက်ထပ်အသစ်ထည့်မယ် password ကိုကျွန်တော်တို့ထည့်ပေးရမယ်အဲ့တော့ကျွန်တော်ဒီနေရာမှာ password မှတ်နေတာဖြစ်နေတဲ့အတွက်ကျွန်တော်တို့က forget your password ဆိုတာကိုနှိပ်ပေးရမယ် ပြီးွားရင်တော့ तू ကဒီမှာ forget your password ကိုနှိပ်ပြီးလိုက်တဲ့အခါမှာ तू ကဒီမှာကိုယ့်ရဲ့ email ထဲကိုကောက်တောင်းပဲပေါ့နော်အဲ့တော့ကောက်ကောက်ကကျွန်တော် email ထဲကိုပို့ခိုင်းပါလားဒါမှမဟုတ်လို့ဆိုရင် Facebook ကိုကျွန်တော်က login ဝင်လာတာဖြစ်နေတဲ့အတွက်စံကုတ် VIA Facebook notification Facebook notification ကိုကောက်တောင်းပါလားပေါ့နော်ကျွန်တော်အဲ့နှစ်ခုတွေကတစ်ခုကိုကျွန်တော်ကြိုက်ရနေအောင်တောင်းလို့ရတယ် Gmail ကိုပဲတောင်းတောင်းကျွန်တော်အာ Facebook notification ကိုပဲကျွန်တော်တောင်းတောင်းပါတော့ကျွန်တော်တော့ဒီမှာ Gmail ကိုတောင်းလိုက်မယ် အဲ့တော့ကျွန်တော်ဂျီမေးနေရာကိုရွေးပြလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော် continue ကိုနှိပ်ပြလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကုတ်6လုံးကြာလာမယ်အဲ့တော့ကျွန်တော်က Gmail ထဲကိုတစ်ချက်သွားကြည့်မယ် โอเคဒီမှာသလို့စင်တော့ကျွန်တော်ဒီမှာကုတ်6လုံးကြာထားတယ်အဲ့တော့ဒီကုတ်6လုံးကိုခုနတော့နေရာမှာသွားပြီးတော့ထည့်ပြလိုက်မယ်ပြီးလို့စင်တော့ကျွန်တော်က continue ဆိုတာကိုဆက်ပြီးတော့နှိပ်ပြလိုက်မယ်ဒါသလို့စင်တော့ကျွန်တော်ဒီမှာ create a new password ဆိုပြီးတော့သူပြနေပြီကျွန်တော်ဒီနေရာမှာ password အစ်စ်ကျွန်တော်ထည့်ပြလိုက်မယ် ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ तू อ่ะကိုဝင်လာတဲ့နေရာဒီမှာ log out လုပ်မလားလို့ तू อ่ะမေးတာတကယ်လို့ကျွန်တော် log out လုပ်မယ်ဆိုလို့ရှိရင်တခြားဖုန်းတွေမှာတခြားကွန်ပျူတာတွေမှာ log login ဝင်လာတယ်ဆိုရင်ကျွန်တော် log out လုပ်ချင်တယ်ဆိုရင်တော့အမှန်ချစ်ပြီးပြီးတော့မလုပ်ဘူးဆိုရင်တော့ကျွန်တော်တို့က net ကိုပဲဆက်ပြီးတော့နေပြလိုက်မယ်ဒါသလိုဆိုရင်တော့ကျတော်တို့ Facebook password အတိကျွန်တော်တို့ပြန်ရသွားပြီ။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။